က်ဆက်နေဘီလီယံနဲ့ချီချမ်းသာတဲ့တထင်းနီယောက်ရှင်းစင်နောက်စင်ကို အဖမ်းခံလိုက်ရပါတယ်။အန်အိုဘိုကောင်းတာကသူတို့ကတာမန်တထင်းတွေလုံးဝမဟုတ်ပဲအားလုံးကတိကျတဲ့နီးပညာကံမီပါရှင်ကြီးတွေပါ Telegram ဆိုရင်ဒီလူကြောင့်ပေါ်လာခဲ့တာဖြစ်ပြီးနောက်တစ်ယောက်ဆိုရင် Binance ကိုတီထွင်ခဲ့တာပါဆိုတော့ဒီလောက်တော်တဲ့ပညာရှင်တွေအဖမ်းခံရတာဘာကြောင့်လဲသူတို့အဖမ်းခံရတာကြောင့်နောက်ွယ်မှာတိတ်လန့်နေကြတဲ့လူတချို့လည်းရှိနေပါတယ်။မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Creative Bus ကအောင်စုပိုင်ပါ သူကတော့ Telegram ရဲ့ပန်ရှင်ဖြစ်ပြီးတော့ဒေါ်လာဘီလီယံနဲ့ချီချမ်းသာပါတယ်။ဒါပေမဲ့စင်မကောင်းစရာကတိတ်မကြခင်တုန်းကလေးစိတ်မှာဖန်ခံလိုက်ရတာပါ။နောက်ပြီးသူ့ကိုဖန်ရတာကလည်း Telegram ကိုအတုံးချပြီးမဟုတ်တာလုံနေကြတဲ့သူတွေကိုခွင့်ပြုထားလို့ဆိုပြီးပါ။ဒါပေမဲ့သူ့ထပ်ပိုးစိုးတာက Binance ရဲ့ founder ကငွေခွာချတဲ့ပြင်မွေးစင်းနဲ့ပတ်သက်တဲ့ဆိုပြီးထောင်၄လပါချသွားခဲ့တာပါ။ Albert ကောင်းတာကဒီလိုဘီလီယံနာနှစ်ယောက်ဖန်ခံရတဲ့နောက်မှာတိတ်ကိုစိုးရိမ်နေကြတဲ့သူတွေရှိနေပါတယ်။အဲ့ဒါကတော့ cryptocurrency ကိုယင်းနှမြုပ်နှံထားကြတဲ့သူတွေပါ။ဘာလို့လဲဆိုတော့ Telegram ကအခုနောက်ပိုင်း crypto လောကမှာတိတ်ကိုအရေးပါလာတဲ့အပြင် Binance ဆိုတာကလည်းကမ္ဘာအကြီးဆုံး crypto exchange company တစ်ခုဖြစ်နေတော့ပါဒါကြောင့်တချို့က Binance ထဲကငွေတွေစုံတော့မယ် Binance ကြီးလိမ်ပြေတော့မယ်ဆိုပြီးထင်လာကြပါတယ်ဆိုတော့ဒါကတကယ်ပဲလားဒါကိုဖြေရရင် Binance ရဲ့အကြောင်းကိုသေချာသိဖို့လိုပါမယ်ဘာလို့လဲဆိုတော့ crypto တွေကိုဘယ်သူကမှထိန်းချုပ်လို့မရပဲ Binance ကတော့ company ကထိန်းချုပ်ထားတဲ့ centralized စနစ်ဖြစ်နေလို့ပါပဲပြောရရင် Binance မှာကိုယ် coin တွေကိုအပ်ထားလိုက်တယ်ဆိုလို့ရှိရင်ကိုယ်ပတ်စံတွေကိုကိုကိုယ်တိုင်သိမ်းထားတာမျိုးမဟုတ်ဘဲ Binance ကိုအပ်ထားလိုက်တဲ့သဘောပါပဲဒီတော့ Binance company ကြီးကပြိုလဲသွားနိုင်ရင်လူတွေရဲ့ငွေဆုံးရှုံးတာမျိုးဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်အခုပြောပြတာကဖြစ်နိုင်ခြေရှိရဆိုတာကိုပဲပြောပြတာပါ။ဖြစ်ချင်မှလည်းဖြစ်လာနိုင်တယ်ဆိုတာကိုလည်းသိထားရပါမယ်။ဒါကြောင့်ဘေးရာကိုမှပုံသေးသတ်မှတ်ထားလို့မရပါဘူး။ဒါပေမဲ့သေချာတာတစ်ခုကအခုပြောနေတဲ့အချိန်ဒီ Binance က Crypto လောကထဲမှာတိတ်ကိုအေးပါနေတဲ့နေရာမှာရှိနေတာပါ။ဒါကြောင့်လူတွေပြောသမျှသတင်းအမှားတွေကိုအယုံမလွယ်မိစေဖို့အရေးကြီးပါတယ်။တကယ်လို့စိတ်ဝင်စားလို့ Binance account ဖွင့်ထားခြင်းနဲ့အယောင်းဝယ်မလုပ်ပေမဲ့ Crypto ကိုစိတ်ဝင်စားလို့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ပေးထားတဲ့ link ကနေပြီးတော့ Binance ညက်စကောင်းဖွင့်လို့ရပါတယ်ဒီနေရာမှာတခုတတိပေးကျင်တာကအယောင်းဝယ်လုပ်မယ်ဆိုရင်ဈေးကွက်ကိုတိကျနားလဲအောင်အရင်လေ့လာဖို့ပါဘာလို့လဲဆိုတော့ cryptocurrency တွေဆိုတာဈေးသက်ကြားသိမြင်လို့ပါခဏလေးအတွင်းဘာမဆိုဆိုတာဖြစ်သွားနိုင်လို့ရှုံရှုံနိုင်နိုင်ဝဲသူနဲ့ပဲသက်ဆိုင်နေဆိုတာကိုလည်းသိထားဖို့လိုအပ်ပါတယ်ကဲဒီလိုမျိုးစောင့်ရစောင့်ရဗီဒီယိုတွေကိုဖန်တီးပေးရင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ